အိန္ဒိယနိုင်ငံမှာဇွန်လ၄ရက်ကအိန္ဒိယခရစ်ကတ်အသင်းကအနိုင်ရခဲ့ပြီးတဲ့နောက်ပရိသတ်တွေအောင်ပွဲခံခဲ့ချိန်မှာလူအုပ်ကတောင်းကနေဖြစ်ပွားခဲ့တဲ့အတွက်လူငယ်များစုအပေါင်းဝင်လူဆက်တဦးသေဆုံးခဲ့ကြောင်းပြည်နယ်ဝန်ကြီးချုပ်ရုံးကထုတ်ပြန်ခဲ့ပါတယ်ဇွန်လ၃ရက်နေ့ကအိန္ဒိယပရီးမီးယားလိခရစ်ကတ်ဘောလုံးပွဲမှာပန်ဂျက်ကင်းစ်အသင်းကို Challengers Bengaluru အသင်းကအနိုင်ရရှိခဲ့ပါတယ်အဲ့နောက်အောင်ပွဲရခရစ်ကတ်အသင်းက၎င်းတို့ရဲ့နေရာဖြစ်တဲ့ ကာနာတာကာပြည်နယ်ဘန်ဂလူးလူမြို့တော်ကိုပြန်ရောက်လာချိန်မှာပျော်ရွှင်နေတဲ့ခရစ်ကတ်ပရိသတ်တွေကအာကစားအသင်းကိုကြိုဆိုပြီးအောင်ပွဲခံခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့အောင်ပွဲခံတဲ့ပရိသတ်တွေရဲ့အရေးအတွက်ဟာအလွန်များပြားခဲ့တဲ့အတွက်တယောက်နဲ့တယောက်တွန်းတိုက်ပြီးလဲကျမှုတွေဖြစ်ပွားကလူအုပ်ပီပြီး၁၂ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။အိန္ဒိယဝန်ကြီးချုပ်နရန်ဒရာမိုဒီကတော့ဒီဖြစ်ရပ်အတွက်အလွန်ဝမ်းနည်းကြောင်းပြောကြားခဲ့ပါတယ်။ဒီဖြစ်ရပ်မှာလူ၄၈ဦးတရားရရှိခဲ့တယ်လို့လည်းပြည်내ဝန်ကြီးချုပ်စစ်ဒါရာမိုင်အာကပြောကြားခဲ့ပါတယ်။